င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ဝန်စစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်ပြနေစစ်သားစုဆောင်ဓာတ်ပြလုတ်ပေးနေတဲ့ရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုနဲ့ယာယီမှုစေအိမ်မှုတွေရဲ့တာသမီဆွေမျိုးတွေကိုနားလည်မှုနဲ့စစ်ကောင်စီကစစ်မှုထမ်းကင်းလွတ်ခွင့်ပေးထားတယ်ဆိုပါတယ်ရှန်ကင်းဒီအစကဖက်ကုံမြို့မှာအချက်ဖက်စစ်ကောင်စီကကလေးသူငယ်တွေပါမချန်လေကြောင်းကနေဘုံကျဲတပ်ဖြတ်ခဲ့တဲ့ဘန်ကောက်စစ်ဘေးရှောင်စခန်းတိုက်ခိုက်မှုကို အရက်ဘတ်အဖွဲ316ဘွက်ကအပြင်းထန်ရှုံချလိုက်ပြီးနိုင်ငံတကာကလည်းစစ်ကောင်စီကိုလက်နက်နဲ့လေယာဉ်စီးတွေမရောက်ဘူးတောက်ဆူလိုက်ကြတဲ့သတင်းပါဝင်ဒီနေ့နေ့လေကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံတော်ဆစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေနဲ့စစ်သားစုဆောင်ဓာတ်တွေလုပေးနေတဲ့ရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုနဲ့ယာယီမှုစေအိမ်မှုတွေရဲ့တာသမီဆွေမျိုးတွေကို နားလည်မှုနဲ့စစ်ကောင်စီကစစ်မှုထမ်းကင်းလွတ်ခွင့်ပေးထားတယ်လို့စစ်ကောင်စီရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့တည်ရင်မြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်။အဲ့ဒီလိုကင်းလွတ်ခွင့်ပေးထားတယ်ဆိုတာကလည်းလက်ရှိကာလမှာယာယီသဘောကနေမကြမီစစ်မှုထမ်းဤဥပဒေပြဋ္ဌာန်းပြီးရင်တော့အဲ့ဒီစစ်သားစုဆောင်ပေးတဲ့ရက်ချင်းအုပ်ချုပ်ရေးအဖွဲ့တွေရဲ့သာသမီဆွေမျိုးတွေကစစ်မှုထမ်းကင်းလွတ်ခွင့်ကိုရှောက်ထားနိုင်တဲ့အခြေအနေမှာရှိနေပြန်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်တဖက်မှာလည်းအခုလက်ရှိမြေပြင်မှာစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အဲ့ဒီရက်ကျစ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့မတရားငွေကြေးကောက်ခံမှုတွေလုပ်နေတဲ့တိုင်ကြားမှုတွေကလည်းစစ်ကောင်စီအထက်ပိုင်းကိုရောက်နေပြီမဲ့လက်တလုံးအခြေအနေအရသူတို့စစ်တပ်ဘက်မှအင်အားလုံနေတဲ့အတွက်အဲ့ဒီလူတွေကိုတစုံတရာရဲယူမှုမလုပ်သေးပဲတတိပိတ်တားမြစ်တာမျိုးလောက်တာလုပ်နေတယ်လို့လည်းစစ်ကောင်စီရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့တည်ရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီစစ်ကောင်စီရဲ့ရက်ကျစ်အုပ်ချုပ်ရေးအဖွဲ့တွေကနိုင်ငံတော်ကမှစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးပြည်သူတွေစီကနေမတရားငွေကြေးကောက်ခံတာတွေ ်ချင်းချောက်ဓာရီပါလုံနေတယ်လို့လာစင်လာတိုင်းလဲစက်ကြီးအနေနဲ့ငွေကြီးကောက်ခံဓာရီပါလုံနေတဲ့အပြင်လက်ပေးလက်ယူမှုတွေကတော့အကြီးအကျယ်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာဖတ်မှာတော့ရှန်ကင်းဒီအစကားဖဲခုံမြို့မှာအကျံဖက်စစ်ကောင်စီကကလေးသူငယ်တွေပါမချမ်းလေကြောင်းကနေဘုံကျဲတပ်ဖြတ်ခဲ့တဲ့ဘန်ကောက်စစ်ဘေးရှောင်စခန်းတိုက်ခိုက်မှုကိုအရက်ပတ်ဖွဲ316ဖွဲ့ကအပြင်းထန်ရှုံချလိုက်ပြီးနိုင်ငံတကာကလည်းစစ်ကောင်စီကိုလက်နက်နဲ့လေရင်စီတွေမရောင်းဖို့တောင်းဆိုလိုက်ကြပါတယ် အဲ့ဒီလိုရပ်ဘက်အဖွဲ့316ဖွဲ့ရဲ့တောင်းဆိုချက်ကိုစနေမလ12ရက်နေ့ရက်စွဲနဲ့ပဲထုတ်ပြန်ကြေညာလိုက်တာပါအချက်ဖက်စစ်ကောင်စီကအရသာပြည်သူတွေရှိတဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိလေရင်နဲ့လိုက်ပြီးဘုံကျဲတပ်ဖြတ်နေရမှာရှမ်းပြည်နီအစကစပေးရှောင်းတွေရှိတဲ့နေရာကိုလည်းတစ်တီကြီးနဲ့စနေမလ9ရက်နေ့ကပဲလေရင်နဲ့ဘုံကျဲသွားတဲ့ဖြစ်စင်မှာစပေးရှောင်းနေတဲ့ကလေးသူငယ်တွေနဲ့အရသာပြည်သူအများအပြားတည်ဆုံခဲ့ကြရပါတယ် ဒီလိုကလေးသူငယ်တွေကိုပါလင်းနဲ့ဘုံကျဲတပ်ဖြတ်ခဲ့တဲ့အချက်ဖက်စစ်ကောင်စီကိုအရက်ပတ်အဖွဲ316ဖွဲ့ကပြင်းပြင်းထန်ထန်ရှုံချလိုက်ပြီးတပတ်ကနိုင်ငံတကာအနေနဲ့လည်းကလေးတွေပါမချမ်းဘုံကျဲတပ်ဖြတ်ပြီးစစ်ရာဇဝင်မှုတွေကိုပြောင်းပြောင်းတင်းတင်းကျူးလွန်နေတဲ့အချက်ဖက်စစ်ကောင်စီကိုလက်တွေ့ကြတဲ့အပြစ်ပေးအရေးယူမှုတွေပြုလုပ်ပေးဖို့အပြင်လက်နက်နဲ့လေရင်စီးတွေမရောဘူးကိုလည်းတောက်ဆူထားကြပါရခင်ဗျတဖက်မှာတော့ မွန်ပြည်နယ်ရင်းမြို့နယ်မှာအကြပ်ဖက်စစ်ကောင်စီတပ်ကဗိုလ်မှူးအဆင့်ရှိတဲ့အရာရှိနှစ်ဦးဟာစီဒီအမ်အဖြစ်ပြည်သူရင်ခွင်ကိုခိုးလုံဝင်ရောက်လာတယ်လို့ဒေါနာစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။စက်တင်ဘာလ၁ရက်နေ့ကပဲမွန်ပြည်နယ်ရင်းမြို့နယ်မှာအကြပ်ဖက်စစ်ကောင်စီတပ်ကဗိုလ်မှူးအဆင့်ရှိတဲ့အရာရှိနှစ်ဦးဟာစီဒီအမ်ပြုတ်လို့ဖို့ဒေါနာစစ်ကြောင်းကိုဆက်သွဲလာတဲ့အတွက်ဒေါ်လရင်တပ်တွေကနှွေးနှွေးထွေးထွေးကြိုးစိုးပေးကြတဲ့အပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကာကွယ်ရေးဝန်ကြီးဌာနကနေလည်း ပြည်သူသားကောင်းအဖြစ်အတိမတ်ပြုဂုံပြုစုငွေတွေချင်းမြေပေးအပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအချက်ပတ်စကောင်းစီအနေနဲ့ကတနိုင်ငံလုံးတိုက်တာနဲ့စီရင်ရှုံနေမှုတွေအပြင်နေမြေဆုံးရှုံးမှုတွေပါကြုံနေရတယ်လို့သူတို့စစ်တပ်ထဲမှာလည်းမတရားမှုတွေကြောင့်အောက်လက်ငယ်သားတွေဟာစိတ်သက်ကြဆင်းမှုတွေအကြီးအကျယ်ဖြစ်နေပြီဖြစ်တဲ့အတွက်ပြည်သူဘက်ကမျက်နှာမူတဲ့စစ်ကောင်းစီတပ်သားတွေကိုဒေါ်လန်ရေးတပ်တွေဘက်ကဆက်လက်ကြိုးစိုးလက်ခံပေးတော့မှာဖြစ်တယ်လို့လည်းဒေါနာစစ်ကြောင်းကနေထုတ်ပြန်အတိပေးထားပါတယ်ခင်ဗျာ အခုတခါမကွေးတိုင်းဘက်မှာတော့ရေစကြုံမြို့နယ်စင်မရဲရွာအနီးမှာရှိတဲ့ပြူစော့တီဂိတ်စကန်ကိုဒေါ်လန်ရဲ့တပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစေကောင်းစီတပ်သားတအူပွဲချင်းပြီးကိုသေသွားတဲ့အပြင်သူစီကတနတ်တလက်ကိုပါတင်းစီရရှိခဲ့တယ်လို့ရေစုံမြို့နယ် YRG တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်စက်တင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေစုံမြို့နယ်စင်မရဲရွာအနီးမှာရှိတဲ့ပြူစော့တီဂိတ်စကန်ကိုဒေါ်လန်ရဲ့တပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုသေသွားပြီသူစီကတနတ်တလက်ကိုပါတော်လိုင်းကြီးတပ်တွေကပြစ်ခတ်မှုတွေအတွင်းမှာပဲရအောင်ကောက်ယူနိုင်ခဲ့တယ်လို့ရေစုံမြို့နယ် YRG တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့စစ်တွေမြို့ကရွှေပြည်သားရက်ွက်နဲ့ကျေးတော်ရက်ွက်ကဒေသခံပြည်သူတွေအားလုံးကိုနှစ်ရက်အတွင်းရွှေပြောင်းကြဖို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနှင်ထုတ်နေတယ်လို့သိရပါတယ် လက်ရှိစစ်တွေမျိုးကရွှေပြည်သားရက်ကွက်မှာ နေထိုင်သူအလုံးကိုစတင်ဘာလ14ရက်နေ့ကစပြီးအကြံဖက်စစ်ကောင်စီတပ်ကဘာအကြောင်းပြချက်မှမရှိပဲစစ်တွေမျိုးတွေကိုနှစ်ရက်အတွင်းရွှေပြောင်းခိုင်းနေရမှာတအိမ်ဝင်တအိမ်ထွက်လိုက်ပြောပြီးအတင်းချက်ကိုနှင်ထုတ်ခံနေရတယ်လို့အသက်50အရွယ်ဒေသခံမျိုးသားတဦးကပြောထားပါတယ်အလားတူအဲ့ဒီရွှေပြည်သားရက်ကွက်နဲ့အနီးစပ်ဆုံးရှိတဲ့ဂျေတော်ရွာကပြည်သူတွေဟာလဲစတင်ဘာလ10ရက်နေ့ကတည်းကစစ်တွေမျိုးတွေကိုရွှေပြောင်းပေးခဲ့ရပြီး စစ်ကောင်စီကအဲ့ဒီမှာလဲအတင်းအဓမ္မတင်ထုတ်ခဲ့တာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီလိုစစ်ကောင်စီတပ်ကပြည်သူတွေကိုနှင်ထုတ်ပြီးပြောင်းရွှေ့ခိုင်းနေတာဟာဘာအကြောင်းပြချက်မှမပေးတဲ့အပြင်ကိုအိမ်မှာကိုနေနေတာကိုအသက်လွတ်နှင်ထုတ်ခံရတာဖြစ်ပြီးမပြောင်းရင်ဖမ်းမယ်ဆိုပြီးတော့ပါချင်းချောက်နေတယ်လို့လူချင်းရဲ့ကိုအိမ်ကိုဖြုတ်ပြီးတည်သွားကြလို့ပါပြောပြီးတော့ကိုနှင်ထုတ်တာဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမှာတော့ ဲ့ဒီစစ်တွေမျိုးရွှေပြည်သားရက်ကွက်ကပြည်သူတွေနဲ့ကြေးတော်ရွာကဒေသခံတွေဟာစစ်တွေမျိုးအတွင်းကိုဝင်ရောက်လာကြရပြီးဘုံတော်ကြီးကြောင်းတွေနဲ့နီးစပ်ရာဆွေမျိုးအိမ်တွေမှာကိုကက်နေကြရတယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ